ဂျိုဗင်းနဲ့ဒင်းနီပြတူတော့ကရီယဲတင်းကိုတကူကူမရှိနဲ့အရေးနေခဲ့တဲ့ FIFA ကလပ်ကပောက်ပလာဆက်အတင်ဆင်ပွဲစဉ်မှာပင်မန်းနွမ်းနေမှုကြောင့်ဇာမဆယ်ကလူသားလေးကိုတောင်းဆိုခဲ့တယ်လို့ပြောရပါတယ်တူတော့ကအချင်းတွေကအလွန်ခက်ခဲခဲ့ပြီးဇာမဆယ်ကလူသားလေးကိုကျွန်တော်ကိုတောင်းဆိုခဲ့ပါတယ်သူတို့အလွန်ပင်ပန်းနေကြပါတယ်ဒါကရှီယာရဲ့ယာတီရဲ့အဆုံးသတ်ဖြစ်ပြီးသူတို့ရဲ့စွမ်းအင်တွေကိုရယူရတဲ့ဇာမတွေပေါ်မှာအဖီအားတွေအများကြီးရှိခဲ့ပါတယ်အချင်းတွေအားလုံးကပိုခက်ခဲစေပြီးပိုခြင်းကလည်းပိုပြီးခက်ခဲစေတဲ့အရာတွေကတခုပါလို့ပွဲပြီးစနေနောက်တွင်တွေ့ဆုံချိန်မှာပြောခဲ့တာပါဒီဘက်မှာရီယဲတင်းအတွက်လုံးလဲသောအနိုင်ကိုပွဲချိန်54မိနစ်မှာအာနိုရဲ့ဖန်တီးပ ေးမှုကနေဂွန်ဇာလိုဂါစီယာကောင်းတိုက်ပေးသွင်းခဲ့တာဖြစ်ပါတယ်။ ရဲနဲ့ဂျိုဗင်နယ်တင်းကစားခဲ့တဲ့မိုင်ယာမီမှာအပူချိန်က33ဒီဂရီဆယ်စီယက်အထိရှိနေပေမဲ့ပြီးခဲ့တဲ့ပွဲထဲတော့အပူချိန်ကအနည်းငယ်လျော့နေတာပါ။ဒါပေမဲ့ဂျိုဗင်နယ်တင်းဒီပြတူတော့ကသူ့ရဲ့ကစားသမားတွေကဒီချိန်တွေကိုရင်ဆိုင်မှုရုန်းကန်ခဲ့ရတယ်လို့ပြောခဲ့ပါတယ်။ FIFA အသင်းပေါင်း32တင်းပါဝင်တဲ့ပုံစံသစ်ဂလက်ကဘာဖလားပြိုင်ပွဲကိုကျင်းပတဲ့ပုံမှာဝေဖန်မှုတွေအများပြားရှိနေပြီးအကြသေးမီကလီဗာပူးတင်းဒီပြဟောင်းကလော့ကအလွန်ဆိုးရတဲ့စိတ်ကူးဆိုပြီးပြောထားတာပါ။ဂျိုဗင်နယ်တင်းဒီပြတူတော့ကသူတို့ကဒီပြိုင်ပွဲမှာပြုသဘောဆောင်တဲ့အတွေ့အကြုံတွေနဲ့တင်းဦးစရာတွေရခဲ့ပေမဲ့သူ့ရဲ့ကစားသမားတွေကအနားယူဖို့လိုအပ်တယ်လို့ပြောခဲ့ပါတယ်။ဒီဟာဒီကိုစူပလာအောင်မြင်မရပဲအဆုံးသက်ခရ တဲ့ဂျိုဗန်နက်အတင်းဟာသုံးဘက်ကြားအနားယူပြီးယာယီသစ်သွက်ပြင်ဆင်မှုတွေပြုလုပ်ကပိုပြီးတန်ပါစွာနဲ့ယာယီသစ်ကိုစတင်နိုင်ဖို့မျှော်လင့်နေတာဖြစ်ပါတယ်။